ဟာဟာသင်ရှားတဲ့ဒေတာရှင်တို့ဖြစ်ကနေဒီနေ့ကရင်တော်လိုင်းရေးတမတူဖြစ်နေရေစောက်ကိုထွက်ခွာသွားပြီးနှစ်40ကျော်မှာပထမဆုံးအချိန်ဖြစ်မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။လာရှိုးသိန်းအောင် ပြန်လည်ရောက်ရှိလာတာကိုသူ့ရဲ့မိသားစုနဲ့အတူအစိုးရဇဝင်းထွက်လဲလာရောက်ကြုံခဲ့ပြီးဒေသိအနီးမှာရှိတဲ့ Friendship Restaurant မှာစာနယ်ဆိုင်တွေ့ဆုံပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။သူတို့ဒီအမှုပညာလောကနဲ့ပတ်သက်ပြီးတော့အခြေဆိုးကိုပါဝင် တော့ဘယ်လိုထင်ဘူးဒီတော့ဒီကအားထားနေတယ်အဲ့တော့နောက်ပါစီဖြစ်ရှိတယ်ဘာညာဆိုတော့လည်းအောက်ကိုကြည့်ပြီးပြောပါတော့နော်အဲဒီလိုကျွန်တော်ကတော့အများဆုံးအမေကိုဝတ်ပေးမယ်အဲ့တော့အမေကိုတတ်နိုင်ဒီနေ့ထွက်နိုင်ကျွန်တော်ဒီနေ့ထွက်တော့ထွက်နိုင်တယ်ပြင်ပါညာအဲ့လိုဒီကတော့ဒီနေ့စီစဉ်တိုင်းစီစဉ်ပြီးရတယ်ကျွန်တော်အမေကိုဝတ်ပေးတယ်အမေရဲ့ဟိုမှာဘယ်နည်းရောက်မယ်ဆိုတာမပြောဘူး ဒီတရေသာရှင်လင်းပွဲမှာမြန်မာနိုင်ငံကိုရောက်ရောက်ချင်းသူ့ရဲ့အမေကိုတွေ့ချင်ကြောင်းနဲ့စနေသိန်းကြီးတာဖျော်ပြပွဲတွေကိုလည်းရန်ကုန်မန္တလေးနေပြည်တော်တောင်ကြီးလာရှို့အစားရှိတဲ့မြို့တွေမှာပြုလုပ်ဖို့အစီအစဉ်ရှိတယ်လို့ပြောပါတယ်ဆက်ကလီယန်ကြီးကကျွန်တော်မွေးလေးဆိုတော့အဲ့ဒီဆက်ကလီယန်ကြီးရဲ့ပြီးတော့ကျွန်တော်မြန်မာတကြံလေးကျွန်တော်ကိုရော်လေးကိုကြည့်နေတယ်သူစုံထုတ်တဲ့ရေပက်ကပုံနော်တက်ပြန်တချင်းမျိုး2015ရွေးကောက်ပွဲတော့ဆိုပေးဖို့ရှိသေးတယ် ကျွန်တော်ကဘယ်လိုမြင်လဲဆိုတော့လေအချိန်ကဒီကျွန်တော်တို့တာဝန်ကျအောင်ကျွန်တော်တို့လုပ်ခဲ့တာလုပ်ခဲ့ပြီဆိုခဲ့တာဆိုခဲ့ပြီနော်အခုဒီကျွန်တော်တို့ဒီဝရီဘော်ရီအားလုံးဒီလူလူစက်တရဲပေါ့အားလုံးပေါင်းပြီးတော့ထူထောင်မှတာပြင်ကျွန်တော်နိုင်ငံကိုပြန်ထားတယ်နိုင်ငံသားအားကိုပြီးတော့ထားလို့မရဘူးအဲ့ဒါကြောင့်ကျွန်တော်ကိုအာဒီပြောစရာရှိစားဒီပြောစရာလေးတွေမလေးတွေကတော့ကျွန်တော်အနေနဲ့ဘယ်လိုပြောရမလဲမပြောတတ်ဘူးဒါပေမဲ့အဓိကတော့ကျွန်တော်တို့နာနာကလူငယ်တွေအတွက် နော်အဓိကသူတို့အတွက်ပဲကျွန်တော်သူတို့အားလာလေးဒီ computer technology နဲ့ကျွန်တော်တိုင်ပြီးတော့ခေါ်ဆောင်သွားမယ်ဒီအဲ့လိုပဲကျွန်တော်ယုံကြည်တယ်နော်ထူးခြားတာကစစ်တဂီတပွဲတွေကျင်းပတာသိပ်ရှိတဲ့နေပြည်တော်မှာကျင်းပမယ်ဆိုတဲ့အချက်ဖြစ်ပြီးဒါဟာနိုင်ငံရေးအပြောင်းအလဲအတွက်နေပြည်တော်ရှိလွတ်တော်အမတ်တွေနဲ့ဝန်ထမ်းမိသားစုတွေကိုဖြောဖြင်းဖြင်းနဲ့ဆန္ဒကြောင်းလို့လာရှုသိမ်းအောင်ပြောပါတယ် လာရှိုးသိန်းရောင်ဟာပြီးခဲ့တဲ့နှစ်နဲငယ်အတွင်းမြန်မာနိုင်ငံရေးနဲ့ပတ်သက်တဲ့သတင်းတွေကိုရေးသားတိဆိုခဲ့ပြီးသူ့ရဲ့သတင်းတွေကို RFA Radio ရဲ့သတင်းစီစဉ်နေရနေကြာခဏထုတ်လွှင့်ခဲ့ပါတယ်။တော်လိုက်မှုသိန်းစိန်ကိုကိုယ့်ရဲ့အမြင်လေးပြီးလို့ပဲ။ကျွန်တော်အနေနဲ့ကဘာပဲဖြစ်ဖြစ်ပြန်တော့တမန်တော်ကြီးကဒီမိုကရေစီလမ်းလမ်းကိုဖက်လာလေဆိုပေကျွန်တော်တို့ကအဲ့ဒါကိုအဲ့ဒါကိတကူကျွန်တော်တို့အများကြီးမြတ်လို့ကတန်ဖိုးထားတယ်။ ကိန်းတော်ကြီးကလုံးဆိုလို့ရှိရင်တော့ဒီမိုကရေစီလမ်းပေါ်မှာရှောက်လို့မရဘူး။အဲ့ဒါလည်းကျွန်တော်ဒီစုံမပြရဘူး။အဲ့ဒါကြောင့်ကျွန်တော်တရှင်းတပုတ်ဆက်ပြီးဆိုခဲ့ပြီနိ။တော့အဲ့တော့ဘူဝေဖြစ်ဖြစ်တမနာကြီးဖြစ်နေလို့ကပါဘူး။ဘူဝေဖြစ်ဗနငယ်ကြီးကောင်းဆောင်မှလည်းများတခုခုတိုင်းကြီးပဲလုပ်လာတယ်ဆိုကျွန်တော်ကချစ်ချစ်လက်ခံပါပဲ။ဆိုတော့လာရှုသိန်းအောင်ဟာအမေရိကန်နိုင်ငံတက်ဆက်ပြည်နယ်မှာခြေချနေထိုင်ရင်ဂီတအမှုပညာလုပ်ငန်းပါဝင်ပရာဟိတလုပ်ငန်းတွေကိုလည်းလုပ်ကင်နေပြီးအမေရိကန်နိုင်ငံလူဇနီးတဲ့ တမီးတယောက်တားနှစ်ယောက်ရှိတယ်လို့သိရပါတယ်ခင်ဗျာအမှန်တိုင်းပြောရရင်တော့သူစနာမည်ကြီးရရှင်ကျွန်တော်တို့တော့မမွေးသေးဘူးအဲ့တော့ကိုဟိုဟာပေါ့နော်သူဟိုသူဒီကနေထွက်သွားတဲ့ဟာအချိန်ကနှစ်40လောက်ရှိပြီပေါ့နော်ဟိုဟိုအဲ့ဒီကျွန်တော်တို့မမွေးခင်တည်းကအခုပေါ်နေတဲ့သင်းတွေပေါ့ကိုဒါတွေနဲ့ပဲကြီးလာတဲ့သဘောမျိုးရှိတာပေါ့နော်အဲ့တော့ကျွန်တော်တို့လေးစားတဲ့အစိုးရကြီးတယောက်ဖြစ်တယ်အဲ့တော့အဲ့ဒါကြောင့်မလို့ပဲဟိုသူ့နဲ့အခုသူ့ကိုဖိတ်ခေါ်ပြီးတော့ဒီမှာ ခုသချင်းလေးပါလေးစုံလို့ရအောင်လို့ပေါ့နော်အဲ့ဒါလေးကျွန်တော်တို့ဒီမှာဝိုင်းဝန်းပြီးတော့ဟိုပုံဖော်ကြတာပေါ့ဗျာအဲ့ဒါလေးပါဟိုကျွန်တော်ကကိုချင်းစာလည်းပါပါတယ်ဘာသူလောက်ကြာကြီးမှဟိုညီမပြီကိုပြန်လာခြင်းမှာပဲဆိုတော့တည်တယ်နောက်တော့ကပြန်လာရင်လည်းဟိုတကယ်ကိုပျော်ပြီးတော့ခွန်ကြီးဝင်ကြောတာနဲ့ပြန်လာနေတဲ့အခြေအနေမျိုးကျွန်တော်ဖန်တီးပေးကြတာပေါ့လေဒါကြောင့်ကျွန်တော်ကန့်လန့်တာပါပြန်လာမယ်ဘုမပြီကိုဒီမှာပြောပြန်လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ဆက်သွယ်ကျွန်တော်ကူညီပေးပါမယ် ကျွန်တော်တို့ကကမ်းလှမ်းမှုပါပဲအဲသူကလည်းဆက်သွယ်လာတဲ့အတွက်ကျွန်တော်အစီအစဉ်ပေးတာအဲအဲ့လိုသဘောမျိုးပါကျွန်တော်တော့အဲသူစပြီးတော့စဉ်းစားပြပြီးဆိုခြင်းနဲ့အခြေအနေနဲ့ပွဲလို့ပြင်မယ်တပွဲကတော့ရန်ကုန်မှာပထမဆုံးပွဲပေါ့နော်နေရာတော့ကျွန်တော်မပြောရသေးပါဘူးမှန်တော့အင်းရလေးဟိုတယ်မှာလုပ်မလို့ကျွန်တော်စဉ်းစားထားတာပေါ့အင်းရလေးရခင်ပါလေကျွန်တော်ငကောတော့သူကသူတချင်နေအများကြီးသူတယောက်တည်းဆိုတာကိုကောင်းပါလေသူတချင်ကိုသူဆိုတာလည်းအကောင်းဆုံးဖြစ်မဲ့ထင်တယ်နောက်တော့လူတွေကလည်းသူ့အတန်ကိုမကြားတာ သူကိုယ်တိုင် live ဆိုတော့ဒီကျွန်တော်တို့မကြာနှစ်ပေါင်း40ကျော်ဆိုတော့သူပဲဆိုသင့်ပါတယ်အဲ့တော့ကျွန်တော်ကသူတယောက်တည်းဥတီဆိုခိုင်းမှဖြစ်ပါတယ်